ပထမတန်းထိပဲကြောင်းတက်ဖူးပေမဲ့ငပိရောင်ပိတလောက်ကိုသိန်း3000ကျော်ဝင်ငွေကောင်းနေတဲ့အောင်ချမ်းအေးအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျွတ်စလိုက်ပါတယ်မြန်မာနိုင်ငံမှာငပိကြိုကြိုက်တဲ့သူတွေများလာကြအောင်ငပိငချောက်တွေကအရန်ရောင်းကောင်းပါတယ် ငပိရဲ့ကျောင်းနဲ့ငပိကိုရောင်းတဲ့သူရန်ကကြီးပွားချမ်းသာသွားတာမဟုတ်ပေမဲ့တချို့တွေကတော့ငပိရောင်းရင်းနဲ့တိန်ထောင်ချီကျိုးပေးသွားပါတယ်။ငပိရောင်းပြီးတိန်ထောင်ချီချမ်းသာသွားသူတွေထဲမှာတော့ဆယ်လီအောင်ချမ်းရဲနဲ့ပါဝင်တာပေါ့။မွန်ပြည်နယ်အကြိုက်ထုံမြို့ကအောင်ချမ်းရဲကတော့တရက်တာငပိရောင်းရတဲ့ဝင်ငွေကတိန်တရာကျော်ရှိပြီးတလောက်ကိုတိန်သုံးထောင်ကျော်ဝင်ငွေကောင်းနေတဲ့သူပေါ့။အောင်ချမ်းဟာငပိရောင်းလို့ရတဲ့ဝင်ငွေနဲ့တိန်ထောင်ချီတန် brand new ကားကြီးကိုလည်းဝယ်ထားပါပြီ။အောင်ချမ်းဟာမိဘနောက်ခံအားကောင်းတာကြောင့်ကားဝယ်စီးနိုင်တာမဟုတ်ဘဲသူ့အဆန်းစားတဲ့သူကားကိုဝယ်စီးနိုင်ခဲ့ ရပါ။အောင်ချိုင်းကဆိုရှယ်မီဒီယာမှာထမင်းစားပြတဲ့ဗီဒီယိုတွေကိုတင်လိုက်ရကနေသူ့ရဲ့ဘဝကတစ်စစ်ချောပြောင်းလဲသွားခဲ့ပါတယ်။အောင်ချိုင်းဟာသဘောလဲကောင်းတဲ့လုံငပိရဲ့ကျုံနဲ့ထမင်းစားခြင်းနဲ့သူတွေကိုလည်းအိမ်မှာကျွေးတက်ပါတယ်။ သူစားပြတဲ့ဗီဒီယိုတွေကထမင်းမစားခြင်းနဲ့သူတွေကိုယ်တော်ထမင်းစားခြင်းစိတ်တွေဖြစ်လာစေခဲ့တာပေါ့အဲဒီကနေသူစားတဲ့ငပိအကျိုးတွေကိုစတင်ရောင်းချပါတော့တယ်တချို့တွေကအောင်ချမ်းရေးကိုငပိတဲ့ဆိုပြီးနှိမ်ကြတာကြောင့်တရက်ကိုသိန်းတရာဝင်ငွေရှိကြောင်းထုတ်ကြလိုက်တာပေါ့အောင်ချင်းဟာငပိငပိရဲ့ကျုံနဲ့ငရုတ်တိအချမုတ်တို့ကိုလည်းရောက်မသေးတဲ့သူရဲ့ငပိရဲ့ကိုတနိုင်ငံလုံးတင်ပို့ရတဲ့အပြင်နိုင်ငံခြားအထက်ကိုပါရောင်းချရတာပေါ့တရက်ကိုပိတ်သားထောင်ချီရောင်းဝကောင်းတာကြောင့်အောင်ချင်းဟာငပိရဲ့ကျုံနဲ့အကျိုးပေးနေသူဖြစ်ပါတယ် အောင်ချင်းရဲ့ငပိရေကအရန်ကောင်းတဲ့ပြင်သူ့ရဲ့စိတ်စေတနာကြောင့်လည်းပဝင်နာကြောင်နေအနေငယ်အတွင်းမှာကျော်ဝချမ်းသာလာပါတော့တယ်ငပိရောင်းတဲ့သူရန်ကမချမ်းသာတာကြောင့်အောင်ချင်းကိုဒီဘဝကနေမတက်ဖို့ဆိုပြီးတိုက်ခိုက်ကြပါတယ်အောင်ချင်းဟာတမအာဇီဝကြကြဇေယောင်းစားတာဖြစ်ပေမဲ့ဒီလိုတွေပြောခံရပြီးသူ့ကိုနှိမ်နေတဲ့သူတွေအတွက်ဝင်ငွေကောင်းကောင်းပြလိုက်တာပေါ့တချို့တွေကငပိလုပ်ငန်းကိုမအောင်မြင်နိုင်ဘူးလို့လည်းထင်ကြပါတယ် လူငယ်တယောက်ဖြစ်တဲ့အောင်ချမ်းရေးကငပိလုံငန်းနဲ့ကြီးပွားချမ်းသာနိုင်ကြောင်းလက်တွေ့ပြသလိုက်တာဖြစ်ပါတယ်။ကွန်ပျူစီကအဓိကမဟုတ်ဘဲရောင်းဝါကအဓိကဖြစ်ပြီးဆိုရှယ်မီဒီယာကိုကောင်းစွာသုံးချတတ်တာကြောင့်အောင်ချမ်းရေးပထမတန်းထိပဲကြောင်းတက်ဖူးပေမဲ့ဝင်ငွေကောင်းတဲ့တထည်ကြီးဖြစ်နေပါပြီ။အောင်ချမ်းရေးချမ်းသာလာတာကိုလူအများကမြင်ကြပေမဲ့နောက်ကွယ်မှာတော့အရန်ပင်ပန်းခဲ့ဘူးပါတယ်။ ဒီလိုမချမ်းသာလာခင်မှာအောက်ချမ်းရေးကထိုင်းမှာအိမ်အကိုအလုပ်ကိုတောက်လုပ်ခဲ့ရဘူးတာပေါ့မိသားစုကလည်းမပံ့ပိုးပေးနိုင်ခဲ့တာကြောင့်အောက်ချမ်းရေးကကိုဒုကိုချုံပြီးစ조사ခဲ့ရတဲ့သူပေါ့အောက်ချမ်းရေးကငပိရောင်ပြီးချမ်းသာလာတာကြောင့်ပရိသတ်တွေကအားကျနေကြပြီးငပိရောင်ရမလားအကျော်ရောင်ရမလားဆိုတာရွေးရခန့်နေပါတယ်အောက်ချမ်းရေးကငပိရောင်တဲ့အပြင်ကြောင်ညာရိုက်ကူးဖို့မရှိတဲ့အချိန်တွေမှာလည်းအသီးနှံတွေထဲတွေကိုရောင်းတတ်ပါတယ် မက်ကပ်ပညာကိုလည်းသင်ထားပြီးအားတဲ့အချိန်မှာသတို့သမီးတွေကိုမက်ကပ်ပြင်ပေးပါတယ်။ရိုးသားရဲ့အလုံမှန်သမျှကိုအကောင်လုပ်ပြီးတလောက်ကိုသိန်းထောင်ချီဝင်ငွေကောင်းတဲ့သူတယောက်ဖြစ်လာခဲ့တာပေါ့။မြန်မာနိုင်ငံမှာဝိုင်းချုံမကအကျော်ရောင်းပြီးသိန်း2000နဲ့ချမ်းဝိုင်းကြီးဝယ်နိုင်ကောင်ဖတီမကလည်းတံပြာတီးတုပ်ရောင်းပြီးအကျွေးတွေကြည်သွားပါပြီ။တချိန်ကအိမ်ကိုလှုပ်ခဲရတဲ့ချယ်ရီကကွန်းရရောင်းပြီးသိန်း800ရန်ကဝယ်စည်းသွားခဲ့ပြီးဆယ်လီအောင်ချိတ်ကလည်းငပိရောင်းတဲ့ဝင်ငွေကတရက်ကိုသိန်း100ကျော်ရှိနေပါပြီ။ တရက်ကိုတင်းရချစ်ပြီးတော့ရောင်းဝါကောင်းနေတဲ့အောင်ချိုင်းရဲကိုဘရိတ်သက်ကြီးရောအကြနေပြီလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ